် agree အပြင်ပုံစံ၃မျိုးနဲ့ပေါ့နော်ကျွန်တော်တို့သုံးလို့ရပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးရကြတော့လေကျွန်တော်တို့တစ်ခုခုကိုပေါ့နော်ငါသဘောတူပါတယ်လို့ပြောချင်တယ်ဆိုလို့ရှင် I agree ကိုပဲသုံးမလား။ဒါမှမဟုတ်ရင်တခြားပုံစံလေးနဲ့ပြောင်းသုံးချင်လား။ Okay ဒီဗီဒီယိုဖိုင်လေးကိုကြည့်လိုက်ရအောင်နော်။ကျွန်တော်တို့ငါသဘောတူပါတယ်လို့ပြောချင်လို့ရှင် I agree အပြင်ပုံစံ၃မျိုးနဲ့ပေါ့နော်ကျွန်တော်တို့သုံးလို့ရပါတယ်ရှင့် Okay အရင်ဆုံးကျွန်တော်တို့နံပါတ်၁အရန်အသုံးများတဲ့အတွေ့ရများတယ်အဲ့ နေ့စဉ်သုံးစကားပြောတွေမှာလည်းတွေ့ရတယ်ပေါ့နော်။ Okay အဲ့လိုမျိုးနေရာမှာဆိုလို့ရှိရင်ငါသဘောတူပါတယ်လို့ပြောချင်ရင် That's right. Exactly. True. Yeah, that's correct. စသဖြင့်ကျွန်တော်တို့သုံးလို့ရပါတယ်နော်။နောက်နံပါတ်2ကျွန်တော်တို့နည်းနည်းပို့ပြီးတော့လေးလေးနက်နက်ပြောချင်တဲ့အခါမှာဆိုလို့ရှိရင်ကျတော့ဘယ်လိုလေးသဘောတူတဲ့ပုံစံလေးပြောမလဲဆိုတော့ Absolutely. Definitely. For sure. I couldn't agree more. စတဲ့ပုံစံလေးနဲ့ကျွန်တော်တို့ပြောလို့ရပါတယ်နော်ဟုတ်ကဲ့နောက်ထပ်နံပါတ်3ပုံစံလေးရကြတော့ကျွန်တော်တို့ more formal ပို့ပြီးတော့ကျွန်တော်တို့ formal ရုံးသုံးဆန်ဆန်လေးပေါ့နော်နောက် polite ရင်းရင်းကျကျလေးပေါ့နော်ငါသဘောတူပါတယ်လို့ပြောချင်တဲ့အခါမှာကြတော့အခုလိုပုံစံလေးနဲ့သုံးပြီးတော့ပြောလို့ရပါတယ်နော် I'm with you on that I feel the same way that makes sense you are right about that စတဲ့ပုံစံလေးနဲ့ပြောလို့ရပါတယ်ရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ ဲ့အဂရိအပြင်အခုကျွန်တော်ပြောပြခဲ့တဲ့ပုံစံလေးတွေသုံးပြီးတော့ပြောလို့ရတယ်ဆိုတာလေးကိုရှင်းသွားပြီးထင်ပါတယ်ရှင့်အားလုံးပဲကျေးဇူးများကြီးထင်ပါတယ်ရှင့်